အင်းဝအခြေအနေကလက်ရှိတင်နေရပေါ့လမ်းမဆက်သေးပြတ်တောက်နေတဲ့အတွက်ပေါ့နော်သူဖုံမှန်လမ်းပိုင်းတကောနိုင်ဝိုင်းရနေရမြန်လန်းတိုင်သွားပြီးတော့မှတရဝူကနေတရဝူမျိုးစုဝင်နေတရဝူမျိုးစုဆိုတဲ့ဆိုင်းမုတ်ရဲ့အဲ့အဲ့ရနေဝင်လာရဲ့ပေါ့နော်မြန်မော်ကနေပေါ့တရဝူမျိုးကိုဝင်နေလမ်းရဲ့တို့ဒုက္ခဝတီတရာအစင်စင်ရင်တရဝူကအဲအင်းဝဒေသာအင်းဝဘက်ကိုဝင်နေလမ်းရဲ့ပေါ့နော်အဲ့ရှိရပေါ့နော်အဲ့လိုကြည့်တဲ့နေရာမှာ တော့ဘူးဒီဓာတ်ကြီးပြိုကျသွားတဲ့အတွက်အမြန်လမ်းကလုံးဝသုံးပြုလို့မရတော့ပါဘူးသုံးပြုလို့မရတော့ဘူးအဲ့တော့တော့ပလိတ်အဲမနောပလိတ်တဲ့ဟူလမ်းပိုင်းမနောပလိတ်တဲ့ဟူပလိတ်ကြီးမောင်းပြီးမောင်းပြီးပလိတ်တဲ့ဟူလမ်းအတိုင်းပြန်ပြမတဲ့ဟူတင်းဝါဘက်ကိုပြန်ဝင်ရတဲ့ခြေနေမျိုးတွေရှိတယ်အဲဒါကလမ်းပိုင်းပေါ့လမ်းပိုင်းခက်ခဲပေါ့နော်နောက်တစ်ခုကအဲ နေ့အထိကိုဒီဒီဟောမြို့အနေထားတတူကတော့မြို့အနေထားတေးလေးမြို့သေးသေးလေးဖြစ်တဲ့စစ်တာနဲ့အညီပေါ့နော်တမျိုးသုံးနီးပါးထိခိုက်ကြည့်မှုတွေတော်တော်များတယ်ပေါ့နော်ထိခိုက်ကြည့်မှုတွေများတယ်လူသေဆုံးလူသေဆုံးမှုတွေလည်းများခဲ့တယ်ပေါ့နော်အဲ့လိုပဲအင်းဝဒေတာမှာလည်းအဲ့လိုပဲတတူအင်းဝပေါ့နော်အဲအင်းဝဘက်ကတော့လူသေဆုံးမှုရှိတယ်ဒါပေမဲ့နည်းတယ်အင်းဝဘက်မှာကတော့ဈေးကြိုးတို့

အဲတန်ရှင်းရေးပေါ့ရှာဖွေကြေကြေးတွေတန်ရှင်းရေးတွေလောက်တဲ့ခြေအနေမျိုးတွေကိုမြင်ခဲ့ရတယ်အဲရက်ဘက်အဖွဲ့စည်းတွေဒါပဲအဓိကလုပ်နေတာမျိုးတွေ့ရပေါ့နော်အဲ့မှာတချို့မိသက်တွေပါတယ်ပါတယ်မိသက်ပေါ့ဒေသနာဒေသညာမိသက်မိသက်တွေရဲ့ဟိုတရုံမျိုးနဲ့တန်နေမိသက်တရုံမျိုးတန်နေမိသက်တွေရဲ့ပေါ့မိသက်တွေလည်းပါဝင်ပြီးဘုံကြီးနေရမျိုးတွေတော့တွေ့ရတွေ့ခဲ့တယ်အဲ့မှာမေးတဲ့အခါမှာမင်းကညနေပိုင်းတွေရှင်းရ yo me yo me alojo y te doy yo me yo me alojo y te doy a ti, no me alojo y te doy a ti, yo me alojo y te doy a no yo me alojo y te doy a ti, yo me alojo no yo လုံးမျိုးတွေကငလာစီရီရောတို့အေဟိုဘိုစီရီရောကြီးတွေပေါ့အေဟိုဘိုစီရီရောကြီးတို့နောက်ပြီးတော့တို့၄၀ကျောင်းဆောင်ပေါ့နော်အဲ့ရကအပြင်ဟွာတို့အဲခေကောင်းနေချိန်ကမော်ကျောက်စာဆိုတဲ့ရုပ်ရှင်သကားကြီးအရိုက်သွားခဲ့တဲ့နေရာ၄၀ကျောင်းလို့လူစီများတဲ့နေရာပေါ့နော်အဲ့၄၀ကျောင်းဆောင်ကြီးလည်းလုံးလုံးပြေကျသွားတယ်နမ်မော်မယ်နူးအုပ်ကျောင်းပေါ့နော် အဲပုတ်ကြောင်းလဲလုံးဝပြိုကျသွားတယ်ပြန်လဲပြင်ဆင်လို့ရနိုင်တဲ့အခြေအနေမရှိတော့ဘူးတကယ်လို့နမ်ဘရောမင်းတို့အုတ်ကြောင်းကိုသမိုင်းမွေညင်နေနဲ့သူတို့ပြန်လုတ်ထင်နေဆိုရင်တော့ချိန်မှုမပြပြန်လဲစီဆောက်စီဆိုတဲ့တို့မန်လေးနန်းနေကြီးတို့တို့မန်လေးကတို့ပြေကြောင်းကြီးတို့အဲ့လိုဆောက်တယ်လို့မျိုးပြန်ဆောက်မှသာလေပန်နမ်ဘရောမင်းတို့အုတ်ကြောင်းကစင်ကြေတိုင်းရောက်မဲ့အခြေအနေရှိတယ်နမ်ဘရောမင်းတို့အုတ်ကြောင်းကလုံးဝပြည့်ပြည့်ပြည့်ထွက်တဲ့အခြေအနေမျိုးတွေကအဲ သူကတော့ဟုတ်နမ်တော်မင်းသူ့အုပ်ဆောင်ကိုဝင်ရဲ့ဟိုဟာရင်ဝင်အုပ်ဆောင်ကိုဝင်တဲ့မုတ်ဘူးပေါ့နော်မုတ်မုတ်ပေါက်ကလေးရှိတဲ့အဲ့မုတ်ပေါက်ကြီးကလုံးဝပြိုကျသွားတယ်ပေါ့နော်အဲ့ဒါကဝင်မုတ်ပေါက်နမ်တော်မင်းသူ့ဒီအုပ်ဆောင်နဲ့ကိုဝင်မယ်ဆိုရင်မောပောက်ကလေးပြိုသွားတယ်ပြီးတော့နမ်မတော်မင်းတို့အုပ်ချောင်းကြီးကအဲ့ကြရင်အဲ့လိုဝင်လာရင်မြင်ရတာပေါ့နော်နမ်မတော်အုပ်ချောင်းမြင်ခွင့်ကအဲ့မှာတစ်ချက်ဆိုတဲ့ပုံစံမျိုးမြင်ရလိမ့်မယ်ဒါပေမဲ့အဲ့ဒါမဟုတ်ဘူး အဲ့ဒီဟာနေတော့တပတ်လုံးပတ်ကြည့်လိုက်ဆိုရင်နောက်ဘက်ချမ်းပေါ့နော်အဲ့ဒါမှမဟုတ်နောက်ဘက်ချမ်းကကြီးပြီးရင်ပို့ပြီးတော့သိတာလေအကုန်ပြူနေတာအကုန်ပြူချသွားတဲ့အချိန်တွေမျိုးအမျက်နှာစာလေးကအဲ့လိုလေးမြင်မျက်နှာစာဘက်ကမြင်ရင်ပေါ့နော်အဝင်မျက်နှာစာမြင်တော့အဲ့နမ်းမလို့မင်းတို့အကြောင်းနည်းနည်းလေးပဲသိတယ်ဆိုတဲ့ပုံစံမျိုးမြင်ရပဲပေါ့နော်အမြင်ရအဲ့လိုမြင်လို့ရနိုင်ပြီမဲ့မြင်လို့ရနိုင်တော့တပတ်လုံးပတ်ကြည့်တဲ့အခါမှာအဲ့နောက်ဘက်ချမ်းကတစ်ချမ်းလုံးပေါ့နော် တဆောင်လုံးပြိုကျသွားတဲ့အခြေအနေမျိုးမြင်တွေ့ခဲ့ရတယ်။အဲဒီသားကန်တွေကိုဘို့ပေါ့နော်မေးကြည့်တဲ့အခါမှာတော့သူတို့ကပေါ့နော်ဒီရှင်းအောင်နေနေဖြစ်တဲ့အတွက်ပေါ့နော်အဲဟောပေါ့ညနေညပိုင်းဆိုရင်တော့လာပြီးတုံညောရေးယူပေးတယ်လို့တော့ပြောတယ်နေ့လယ်ပိုင်းမှာတော့မတွေ့ဘူးအဲအဓိကတော့မနေ့ကနေ့လယ်ပိုင်းမှာမတွေ့ခဲ့ဘူးသူတို့ တဲ့ကဘယ်မှာပြုတ်လဲဆိုညာနေပုံစံဘက်မှာတော့သူတို့လုံချုံရေးတွေရှိနေလို့အဲ့ဒီမှာတော့စုနေတဲ့ခြေရင်းတွေတော့ရှိရဲ။အများကြီးမဟုတ်ဘူး။အင်အားလေးကိုအခုအချိန်မတော့အင်အား20ဝန်းကျင်လောက်ပဲရှိမှတင်တယ်။သူတို့အဲ့မှာနေ့လယ်ပိုင်းစရေချတဲ့ပုံစံမျိုးဖြစ်တယ်။အဲဒီကတော့အင်းဝမျိုးပေါ့နော်အင်းဝမျိုးနဲ့တရဦးမျိုးမှာက အဓိကတော့သူတို့ drumman set တွေရေးခက်ခဲတဲ့အခြေအနေမျိုးရှိတဲ့အတွက်အဓိကတော့သူတို့ဘာလို့လဲဒီအကုံးကြီးအတွက်လက်ရှိအခြေအနေကအဲလိုအပ်နေရပါတော့တောက်တုံးကြီးကလိုအပ်နေဆိုတာဟိုလိုကြီးလုံးဝကြီးဟိုပြတ်တောက်သွားတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရေးခက်ဖို့ရတောက်တုံးကြီးရရှိဖို့အတွက်ကိုဟိုခက်လန်းလန်းပေါ့အဲအင်းဝမျိုးရဲ့ဥမာဟိုအင်းဝဈေးကျိုးထဲမှာဆိုရင်ဈေးကျိုးတို့ဗလဲပါတို့သွားကအဲ့ရက်ွက်တွေကတို့ဒီဘက်ကခံတဲ့ဘက်ကအဲတို့ဈေးတက်ပေါ့နော်ဈေးတက် ဆက်ရုံတည်ထားတဲ့တည်ထားတာလေးရှိရလေ။ခေယောင်ကြီးရဲ့ခြေဆိုရေသားဆက်ရုံလေးတည်ထားတာကြီးအဲ့ဒီဆက်ရုံကတော့အဲအခုချိန်မှာအခုဒီပြေးနေတဲ့လောသလောက်လာယူစကားပေးတယ်ပေါ့နော်။အဲ့တော့ပုံမှုနဲ့ပုံခတ်ယူပေါ့အဲ့လိုမျိုးပုံတွေအဓိကတော့ဒီခက်ခဲရှိနေ။ကျန်တဲ့စာဝတ်လေးစာစာဖို့ပေါ့နော်။စာရေးတော့ရေးခက်ခဲလေးတွေရှိနေ။ဒါမဲ့ဆက်စည်ပြက်နေတဲ့အတွက်စာရေးတောက်ရေးခက်ခဲလေးတွေရှိနေတယ်။နောက်ပြီးတော့မနေ့ကတုန်းကသူတို့ဘောနော်ဒီသုံးရမြောက်ဆိုသူတို့ ကျေဦးအင်းဝဘက်မှာရေကျွင်းတွေကိုပိုင်ရေကျွင်းတွေစိတ်ရည်နေပြီးတော့သူ့တော့ပြန်လဲပြင်ဆင်ပြီးရေပေါ့နော်ပြန်ပြင်ဖို့အဲဒီဇက်တွေနဲ့ဟိုဒီသက်တွေနဲ့မောင်းမီရှင်ဖို့လုပ်တဲ့အခါမှာရေတွင်းအများစုကဒီဒီမထွက်တော့ဘဲနဲ့ဒီနောက်တွေပဲထွက်တော့ရဲ့ရှင်ပြိုးတုံ့တွေ့နေရတယ်လို့သိရတယ်။ဘုံလိုက်နန္နလိုက်ရှင်တွေကကြားတစ်ချက်မရတစ်ချက်ပဲ။ပြည့်စစ်တွေကတော့လုံးဝမရသေးဘူး။